အားလုံးပဲမင်္ဂလာပါ Foodio Thyro Sweet ကြီးကကျေးဇူးလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့တထုံညာစီးပတ်ရင်စားဖြစ်ခဲ့တဲ့အစားအစာလေးတချို့ပဲဖြစ်ပါတယ်ရှင်အိညာကတထုံမှာညာအိပ်ဖြစ်ရင်းနဲ့ဒီတထုံရွှေစာရံဖျားရှိကပေါ့နော်ဒီတထုံညာစီးလေးမှာဘာအစားအသောက်တွေရှိလဲဆိုတာကိုကြည်ရင်းနဲ့ဒီတထုံညာစီးလေးကိုပတ်ဖြစ်ခဲ့ပါတယ် ခုကြည့်ရှုနေတဲ့သူတွေကိုလည်းတထုံညာစီရဲ့ပုံရိပ်ကလေးတွေကိုပြသခြင်းနဲ့အတူဒီဗီဒီယိုလေးကိုပေါ့နော်အတင်မဖြတ်ဖဲနဲ့ဒီရိုက်ထားတဲ့ပုံစံလေးအတိုင်းပဲကြပေးလိုက်ပါရရှင်။ ဒီမိဘတို့ဘာမှကြားရမှာလေ ဒါညာဘက်မြင်ကွင်းဖြစ်နေလို့ပေါ့နော်နေဘက်ဆိုလို့ရှိရင်အဲ့ဒီလမ်းရဲ့ထိပ်မှာမှောင်နေတဲ့နေရာမှာပေါ့နော်တထုံညာတပိတ်တောင်တန်းရှိပါတယ်နေဘက်ဆိုရင်အရန်လာပါတယ်ဘောနကြတာဆိုက်ကိုအဲ့ဒါဆက်ဒါအဆက်ဆက်နေအချို့ဒီကအဆက်နေအချို့ဆိုက်ကိုဟာဒီပါနေမှာအားမှာလဲဟာဒါတချောင်းယူပါမယ်တဲ့ ။နောက်ဆုံးတော့ညစာစာကိုပိုက်စာလာတာနဲ့ဒီဝသားတုတ်ထိုးဆန်လေးကိုရွေးပစ်ခဲ့ပါဗျ။ဒါတော့ဝသားတုတ်ထိုးဆိုင်မှာရတယ်သူတို့အခေါ် site call လို့ခေါ်တဲ့အသားလုံးလေးပေါ့နော်အဲ့ဒါကိုဝသားကြဆန်နဲ့တစ်ခုပြီးတစ်ခုဆွဲမှဖြစ်ပါတယ်ဒါတော့ဝသားတုတ်ထိုးချောင်းပြီးချောင်းစားနေတဲ့မေမေဝီဖြစ်ပါတယ် ဝတာတုတ်ထိုးဆိုင်စက်သွန်ဖြူနယ်ငယ်ယူတီးရလဲမပါမဖြစ်ပေါ့နော်ဒါဒီဆန်ရအချင်းကြီးလေးပါဝတာကြဆန်အျော်လေးကိုစားမှာဖြစ်ပါတယ်ကဲမင်းမင်းဝီရီစဆွဲပါပြီရှင်ဝတာတုတ်ထိုးစားပြီဆိုရင်လေအဲ့လိုမျိုးငရုတ်သီးတောင်လေးကြိုင်လိုက်စက်သွန်ဖြူလေးနဲ့ကြိုင်လိုက်ရတာပို့ပြီးတော့အရသာရှိရပေါ့နော်ပြီးရင်မင်းဝီကအာတချောင်းနဲ့ထပ်စားလို့ရှင်နှစ်ချောင်းပူးစားရတာလည်းပို့ကြိုက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆွဲလိုက်စားလိုက်နဲ့ ထုံကားဝတာတို့ထူဟာရန်ကုန်နဲ့ပါကွာလဲဆိုရင်ဘာမှမကွာပါဘူးအဓိကတော့တထုံကတော့ဈေးနှုန်းပိုသက်သာတာပေါ့နော်ကဲဝတားကြစမ်းစားပြီးနောက်မှာတော့ဒီသူတို့အခေါ်စိုက်ကောလို့ခေါ်တဲ့ဟာလေးတွေကိုစားမှဖြစ်ပါတယ်။ ုစားတာပေါ့နော်သူဒီဝတ်သားနဲ့အထဲမှာကြာစံလေးတွေပေါ်ပေါင်းပြီးလှုပ်ထားတဲ့အဲအသားလုံးလေးပေါ့နော်စိုက်ကော်လို့ခေါ်တယ်ဒါလေးကတော့အချိုလေးဖြစ်ပါတယ်အချိုလေးကိုအရင်ဆုံးစားနေတာဖြစ်ပါတယ်ဒါလေးကတော့အဆက်ကလေးဖြစ်ပါတယ်သူကကြတော့ခုနအချိုလေးနဲ့မတူအထဲမှာပေါ့နော်ကစုံဥလေးလိုမျိုးဒီကစုံဥရတာလေးနည်းနည်းရှာတယ်ပေါ့နော် စာထောက်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 နဲ့မင်းဝိရတော့အချူလေးကိုပိုချိုက်ပါတယ်ဒါကတော့ရန်ကုန်မှာလည်းတွေ့နေကြကိုရီးယားကင်ပေါ့နော်ထုံချိုင်းကင်လေးပါပဲဘာမှတော့မထူးကြပါဘူးစားချင်လို့ထပ်မှပြီးစားဖြစ်တာပါကဲ တထုံမှာဝတားတုတ်ထူညာစာ စားပြီးသွားပါပြီဝတားတုတ်ထူစားပြီးတော့ coffee လေးတောက်ချင်တာနဲ့ပေါ့နော် coffee ရတဲ့ဆိုင်လေးလိုက်ရှာတော့ဒီဆိုင်လေးကိုတွေ့ပါရဲ့ဆိုင်လေးနာမည် follow me လို့ခေါ်ပါရဲ့အဲ့ရနေ coffee a ပေါ့နော် coffee a မှာခဲ့တယ် coffee a ရလေအလိုဘူးအချီးပေါ့နော်ဘူးအချီးကိုမှသူကလေအရန်တောက်လို့ကောင်းတယ်အဲဈေးကလည်းအရန်တန်တယ်ဒီလိုမျိုးဘူးအချီးကိုမှ3000ကျော်ပဲရှိပါတယ် ရန်ကုန်မှာဆိုဒီဈေးနဲ့ပဲရမလဲနော်ဒါကတော့မီနူးလေးဖြစ်ပါရဲ့မီနူးလေးကတော့ဖြောင်းပြန်ဖြစ်နေရပေါ့နော်ရပါရဲ့ကိစ္စမရှိပါဘူးဆိုင်လေးကတထုံရွှေဆိုင်ဘုရားရှိခိုး follow me ဆိုတဲ့ဆိုင်လေးပါပြီးတော့ဒီ coffee အေးလေးကရင်နဲ့ပဲတဲခိုးတဲ့နေရာကိုပြန်လာခဲ့ကြပါဗျာအားလုံးပဲကြည့်ရှုပြကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်